အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်နေဝင်းရေးတာတဲ့နှင်းမုံတိုင်းလောမိုးရိုင်းလောလို့အမည်ရတဲ့ရတဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာနှင်းမုံတိုင်းလောမိုးရိုင်းလောအခန်းတည်းဒီညတော့ညည့်ရဆက်ကြီးလာလိမ့်မယ်တော့အေးအတန်ကိုကြတိုင်းအေးကြည်ဒီနာကလောလာဤမန်းငွေစိန်ကမူအေးကြည်ကို နောက်เสียရပြောင်းเสีย လေးတငယ်အရွယ်ဟုယူဆထားလေရော့သလားမသိအေးစကားမျိုးဖြင့်တညတခါမဆရလေမနေနိုင်မိတို့ပင်ဆဆမငွေစိန်ကိုအေးကြည်စိတ်ဆိုး၏မယအဖဲကြောင့်ဆိုတော့အေးကြည်သည်စိတ်မဆိုးတတ်ခြင်းကြောင့်ဖြစ်၏အကယ်တန်တို့အေးကြည်ကစိတ်ဆိုးခဲ့သည်ပဲထောင်းတော့မငွေစိန်ကခယူမဆိုင် သူနောက်ချင်ရာနောက်၍နေရလျင်ကျင်းတဲ့တည်တာဖြစ်၏ ဘာတစ်ခုမှလည်းအလေးအနက်ရှိတတ်သည့်မငွေစိန်မဟုတ်ပါရှိထို့ပြင်မငွေစိန်နှင့်ပတ်သက်လာရင်အေးချီသည်စိတ်မဆိုးနိုင်သောစိတ်ဆိုးရမရသောအကြောင်းရင်းခံများစွာ ရှိနေကြသေးပေသည်မငွေစိန်သည်အေးချီထက်အသက်အရွယ်အားဖြင့်ကြီးသည့်တာမကဘဝမျိုးစုံအလုံးမျိုးစုံတွင်ကျင်လည်ခဲ့သူလည်းဖြစ်ပါသည်ဤနေရာသို့အေးချီတယောက်ဈေးကောင်းတောင်းရွက်ဘဝဖြင့် ရောက်လာစဉ်ကအသက်၁၆နှစ်မြတာရှိသေးသည်သူထက်အသက်ထောက်ဝကြီးသောမတ်ငွေစိန်သည်အေးကြီးအတွက်မျက်နှာစိန်တို့အလဲတွင် အားထားရာ အားကိုးရာ ဖြစ်ခဲ့လေသည်ယခုမူဈေးတောင်ခေါင်းရွက်ရောင်းရင်အေးကြီးသည်ဤနေရာဤဒေသကလေးတစ်ဝိုက်တွင်ပင် အသက်၂၀တင်းပြည့်လာခဲ့၏ထိုနည်းတူစွာပင်မတ်ငွေစိန်မှလည်းပို၍အသက်ကြီးလာခဲ့လေပြီဤနေရာဤဒေသကလေးတစ်ဝိုက်တွင် သူတို့နှစ်ယောက်သည် ကုန်ပစ္စည်းမျိုးစုံကိုခင်း၍ရောင်းခဲ့ကြ၏ခေါင်းရွက်၍လည်းရောင်းခဲ့ကြ၏တမျိုးဟံမကြလျင် တမျိုးလုပ်၏တန်းစီတိုးစားသောအလုံးခေကောင်းစဉ်ကဆိုလျင်တယောက်တလဲသွား၍တန်းစီကြသည်၏ငွေစားကလေးအနှဲငယ်စူးစောင်းမိပြီဆိုလျင်ကြည်ကြည်ထင်းနှင့်ချွေပါတို့တွဲ၍ကသောဘိုင်းစကုတ်ကိုပြေး၍ကြည်ကြ၏ဒါမှမဟုတ်လျင်ချွေမန်းတင်မောင်ဖြစ်ဖြစ်စိန်အောင်မင်းဖြစ်ဖြစ် တခါတရံဖုံးကြီးလန်းတို့ရေကျော်တို့တွင် ကားပြားလေးရှိသော ရုပ်သေးတို့ဖြစ်ဖြစ်ညာလုံးပေါက်သွား၍ကြည့်တတ်ကြသည်ဤတို့လည်းရင်ရွှေကန်အင်းကြီးအိမ်အတွင်း၌ရိတ်နှင့်အိတ်နှုတ်ခမ်းကိုပိတ်ထိုးထားကကြည့်ကြပါအောင်တင်း၍ထားသောငွေစားကလေးတွေကိုအေးအေးလိုလိုပင်တုံးလိုက်ကြသည်ယင်းငွေစားကလေးတွေမကုန်သေးလည်းရင်နှုတ်ခမ်းဆိုစီခပ်ပေါ်ပေါ်နှင့်အင်းကြီးစားတွေဝဲဝဲလိုက်ကြပြန်သည်မန်းငွေစိန်ကားဆိုလည်းရင် ကပောင်းစီကရက်လောက်သားစီကရက်တာမကဒူးယာပယုတ်အေးတောက်ကောင်းသည်ကတင်းချင်းသည်ဟု ဆိုကမိခိုးတလူလူနေအောင်ဝဲတောက်တတ်သည်နောက်ဆိုလက်ထဲ၌ပတ်စံပြတ်တော့မည်ဆိုလျင်သူတို့နှစ်ယောက်သည်ဈေးတောင်ကလေးကို ကိုစီဘိုးနေမြဲကြားနေမြဲပြန်ဖြစ်နေတတ်ပြန်သည်ဒီလိုနှစ်ပင်လေးနှစ်ခန့်ကြာသွားခဲ့လေပြီသူတို့အချင်းလေကြက်စားရဒေတာကလေးမှာအချားမဟုတ် ရန်ကုန်အနောက်ပိုင်းအစွန်ဖြစ်သောကီလီလန်ငားစေးတကြီးနှင့်ဟင်းသင်းဟင်းရွက်ဈေးရုံကြီးတဝိုက်တွင် ဖြစ်လေ။ယင်းဈေးကြီးများတဝိုက်တွင် အလုအလုချိန်မှာညာပိုင်း9နာရီ10နာရီခန့်တွင်စတင်တက်ပြီးမိုးထိန်ထိန်လင်းသည့်အထိတလုံးလုံးတရွရွအလုလုကြရသည်။မြင်းဝကျုံးပေါ်၏မြေရိုးချောင်းရိုးတစ်ချောင်းမှငားစီများနှင့်ဟင်းဒီဟင်းရွက်များသည်ညနေစောင်းပြီးဆိုသည်နှင့်တပြိုင်နက်အချိုချိုရောက်လာတတ်ကြ၏ ညာဦးပိုင်းတစ်ပိုင်းတော့ရောက်သည်မြငားတွေဟင်းသိင်းဟင်းရွက်တွေကိုဈေးရောင်ကြီးများစီတို့တဲ့တင်ကြရသည်ညင်းတဲ့ပိုင်းဆိုလည်းရင်ရန်ကုန်တစ်မျိုးလုံးနှင့်စင်ရှေဘုံဒေသကြီးဈေးများ၌ရင်းသားငါးနှင့်ဟင်းသိင်းဟင်းရွက်များကို ရောင်းမြေဈေးတွေတို့အချိုးချိုးရောက်လာတတ်ကြသည်အယောင်းဝယ်လောက်ကြသည်တို့နောက်နနက်3နာရီခွဲ4နာရီခန့်ဆိုလည်းရင်အသားငါးနှင့်ဟင်းသိင်းဟင်းရွက်အပြည့်တင်ထားသော ရောကျင်များသည်တက်ဆန်ရဈေးငယ်များစီတို့ဥတီထွက်ခွာသွားကြလေတော့သည်အေးကြီးရောက်ခရောက်ခစားကမူမငွေစိန်သည်ဟင်းသင်းဟင်းရွက်တွေဖောက်တည်อยู่ကမော်ဒင်ဈေးနှင့်တန်ဈေးတို့တွင် လေလံလိုက်လံရောင်းချနေကြ၏ဟင်းသင်းဟင်းရွက်ဈေးမကိုက်သောအခါငားရောင်းပြန်၏ပထမတွင် အေးကြီးသည်မငွေစိန်နှင့်အတူအလုတ်တင်သဘောဖြင့်လိုက်ရောင်းနေလိုက်သည်၏နောက်ပိုင်းတွင်ကကွန်းရာဆက်လေးစသည် တိုလီမိုလီ စားသရာပစ္စည်းကလေးတွေကိုငါးစေးတည်ကြီးအနီး၌ညာလုံးပေါက်ဖွင့်သည်ဈေးတန်းကလေးတွင်ရောင်းကြည့်သည်ဤအလုံးမှာအတီတကြလိုဖြစ်သည့်အတွေ့ဤအလုံးတွင်သာပို၍ပျော်ပိုက်လေတော့သည်ယခုတော့မူအေးကြီးကသာကွန်းရဆက်လိုက်နှင့်မြဲနေတော်လဲမန်းငွေစိန်ကပစ္စည်းအမျိုးမျိုးကိုတလက်စီရောင်းရမှနောက်ဆုံး၌ကောင်းကျင်းပေါင်းရောင်းနေပြန်လေသည် အရင်ဒီနေသောပစ္စည်းကိုရောင်းရပြီဆိုလျှင်မန်းငွေစိန်ထန်၌ငွေပြတ်နေပြီဟုအလိုလျောက်နားလေသည်အေးကြည်သည်ငွေပိုကလေးများရှိလျှင်မန်းငွေစိန်အားလှက်တတ်သည်ဤသို့အားဖြင့်တာယာဝတီခရိုင်တွင်ရှိဖရဲပြိုရွာဇာတိဖြစ်ပြီးမိခင်မုတ်ဆိုးမကြီးနှင့်အတူရန်ကုန်သို့အရေးစွန်ကလာရောက်နေထိုင်သည့်အေးကြည်နှင့်ဘကိုးခရိုင် ကမာဆဲရွာဇာတိဖြစ်သောမန်းငွေစိန်တို့သည် များစွာချစ်ခင်ရင်းနှီးလာခဲ့လေတော့သည်သူတို့ကိုကြားကြားဝင်၍မိတ်ဆက်ပေးသူမရှိတယောက်နှင့်တယောက်နှင့်လည်းဟန်ဆောင်နေကြရမရှိတဝမ်းတစ်ခါအတွက်လောက်ကရင်တီကျွမ်းခင်မင်လာကြခြင်းဖြစ်သည်တို့ရတွင်တခုတော့ရှားနာချက်ရှိသည်ရင်ရှားနာချက်မှာကတရှားမဟုတ်မန်းငွေစိန်ကမုတ်ဆိုးမဖြစ်လျက်မအေးကြီးကအပြိုပြန်လေးဖြစ်နေခြင်းပေသည်ဒီညညီအဆက်လာလေအောင်မယ်တိလား မန်းငွေစိန်ကမကြားဟန်ပြုတ်နေသော AGR လှမ်းပြောလိုက်ပြန်၏ဒီတစ်ချိန်တွင်မူမန်းငွေစိန်၏အတံမှာအတံငယ်ကျယ်လာသည့်အတွေ့တခြားသူတွေကြားသွားမိကိုစိုးရိမ်သော AGR ကနှုတ်ခမ်းဆောင်ကိုစူတူတူလှုပ်ထားလိုက်ပြီးနောက်မန်းငွေစိန်အားမိသူမှဖတ်မပြောရသည့်အလားခတ်မစိတ်နေလိုက်မိလေသည်ငါပြောတာကိုစိတ်ဆိုးသွားတာလားဖိုးကြိုင်တို့ဖြစ်သွားတာလားအေးကောင်းမရဲ့ မန်းငွေဆိုင်ကထပ်ပြောနေပြန်ဟိထိုအခါ၌ကအေးကြည်သည်ခွန်းတုံပြန်၍မပြောမဖြစ်သည့်အလျောက်မန်းငွေဆိုင်ဘက်သို့လှဲ့ကာမတိုးမကျဲလှမ်းပြောလိုက်လေမမစေဒီပြင်ဟာတွင်စကြင်သလောက်စားချမ်းပါဒီဟာကြီးနဲ့တော့ကျမကိုမစပါနဲ့မုံလုံးလို့ကျမဘလောက်အမြင်ကတ်တယ်ဆိုတာ မမစိန်တိရသားနဲ့အလဲကစတာပါအေးကြီးရဲ့ဒီဟာကိုညိမပြောနဲ့ငါတော်စိတ်ကုန်နဲ့ မန်းငွေစိန်ကသူ့ကလေးတခွန်းနဲ့ပြန်ပြောလိုက်တော့အခါအေးကြီးမှကြည်နေရစမြဲတာဖြစ်လေသည် မကြည်နေ၍လည်းမဖြစ် လေပြေထိုးနေသည်ကိုပင်လျင်မန်းငွေစိန်သည်ဇွတ်တရို့ထထုတ်လိုက်သည်မဟုတ်ပါလောရန်ကုန်မြို့ကိုဖြတ်တန်းလာသောလေတွင်အေးတတ်သည်အချိန်ပြင်းစွာ တိုးဝှေ့ဝင်ရောက်လျက်ရှိရာကီဒီလန်စိတ်ကန်းတစ်ချောက်ချီညာသေးတန်းကလေးမှာမီးခွက်မီးအိမ်များမှာလင်းကြီးတစ်ခါမှိန်ကြီးတစ်လက်ဖြင့်ဖြစ်နေကြလေသည် မာဂျိုရီမီးသီးများထုံညိထားသည့်မီးတိုင်၏အနီးအနားတွင်မူပိုးကောက်ငယ်များသည်အလုံးအရင်နှင့်ထိုးလုံးရစ်ပတ်ပြန်ဝဲနေကြသည်ညနေသည့်တည်းညနေလာလေလေအေးတံကပုံမပြင်းထန်လေလေဖြစ်သည့်အတွေ့အေးကြီးသည်ရည်နွမ်းနေပြီဖြစ်သည့်ဆွဲတာလက်ချေ၏ရင်ဘတ်ကျဲသည်ကိုတက်လိုက်ကပကုံးပေါ်၌တင်ထားသည်မူတော်ဆောင်နီညိုယောင်ကိုလွှမ်းခြုံလိုက်လေ ဘတ်တဘကမူငိမ့်လိုက်တောက်လိုက်ဖြစ်နေသည့်မိကွက်ကိုလေဒံမှကာကွယ်ပေးထားရသည်။နေလေကကောင်းစွာမအိပ်ရသည်မို့မျက်စိအစုံမှလည်းဆင်းလာသည်။သို့တော့အိပ်၍မဖြစ်သည်။ညတကောင်ကျော်တချက်တီးခန့်ဆိုလျင်ဈေးစီလာတော့မည်။အခန်းနှင့်ကောင်းခြင်းပေါင်းပေးစမ်းပါဦး။အီယတန်ကိုကြားသည်နှင့်တပြိုင်နက်အေးကြည့်သည့်အနေရခတ်တင်မိ။အဘယ်ကြောင့်ဆိုသောအီယတန်ပိုင်ရှင်က အရှာမဟုတ် သူအလွန်မုံလေးဆက်ဆုပ်သော ကိုဘိုးကွေဖြစ်သောကြောင့်ပင်သည်စောစောပိုင်းကမန်းငွေစိန်နောက်နေသောညီးအဆက်ကြီးဆိုသူမှသူပင်ဖြစ်၏မယားနှင့်ကွဲနေသည်ဆိုသောအေကိုဘိုးခွေးသည်အသားမဲ၏ကိုလုံးကိုပေါက်မှ လူနေမတူကျွဲနှင့်ပိုတူသည်ဟုအေးကြီးထင်မိသည်ကြည့်တော့အသားမဲရသည့်ကြားထဲတွင်သွားတွေကကြိုးတိုးကျဲတဲ့နိုင်လာသေးသည် အရဘုသည်ဟုမဆိုတော်လဲကိုလုံးကိုတဲထွားချိုင်းသူဖြစ်တဲ့ဖြင့်ပုသည်ဟုထင်ရ၏ကိုဘိုးအေးလမောင်းတွေမှာတုတ်ခိုင်လာ၏သို့တော်ရှေးတလုံးကအတန်ငယ်ခွင်သည်စကားပြောလျင်မာကျဲကျဲနိုင်သလောက်အာပေါင်းအာရင်လဲတန်လာသေးသည်ဤမြမြမောင်းကျိုးပွဲ ဖြစ်တော်လဲကိုဘိုးခွေးကို အလိုက်တဲ့အလျားတဲ့ပေါင်းရသူတွေများလာသည် ဤသို့အလိုက်တင်အလျားတင်ပေါင်းရသူများစွာတို့အနက်တွင်အေးဂျီနှင့်မန်းငွေစိန်တို့နှစ်ယောက်လည်းအပါဝင်ဖြစ်လေသည်အဘယ်ကြောင့်ဆိုသောကိုဖိုးခွေးသည်အမြင်ကက်စရာကောင်းတော်လေဤစိတ်ကမ်း၌နှစ်ပေါင်းများစွာလှုပ်တဲ့ရင်သူဖြစ်ခြင်းအလौဒမားများအထူးသဖြင့်ငါးတောင်ထံအလौဒမားများနှင့်ငါးတင်ချကလားအလौဒမားများစွာတို့ကိုသူသည်ဩဇာဆုရှာနိုင်နေခြင်းကြောင့်ဖြစ်ပေ၏ အကြီးအကြီးကွန်ရဆိုင်ကလေးမှာကိုဖိုးခွေးကြောင့်ရောင်းကောင်းသည်ဟုဆိုလျင်မမှားပါရှိလွန်ခဲ့သည့်တလားခန့်ကဆ၍ကိုဖိုးခွေးသည်အကြီးအားရည်တက်တက်လှုပ်လာ၏ရည်တက်တက်လှုပ်တတ်သောအလေးထမှာထူးဆန်းလာသည်မဟုတ်သည့်အတွေ့ကနကွန်းဆတွင်အကြီးသည် ပေါ့ပေါ့တနန်းဟု နေခဲ့ပေ၏တို့ရတွင် ကိုဖိုးခွေးသည် တစားတဲ့တစားအတင်ရဲလာ၏ လူစီကားသောဇေဒန်းအလေကောင်းမှာပင်တခါတည်းရန်လူပြိုစကားပြောသည့်အထီဖြစ်လာ၏။ညစဉ်လိုလိုအယံအနတ်တထောင်းထောင်းနန်းနေသော သူ၏ပါဇံကြီးနှင့် အနာကပ်၍လူပြိုစကားအပြောခံရသည်မှာရှက်စရာကောင်းသည်ဟုအေးကြည်ထင်မိလေ၏။သို့သောကိုဘိုးခွေးကိုကြောက်သည့်အတွက်နေမင်းကစားတခွန်းမှပြန်မပြောရဲ။တခါတည်းရန်သူပြောသည်မစကားတွေကိုမကြားကျင်ဟန်ဆောင်ပြုလိုက်ရပြီ။ တခါတရံတွင်က ကိုကြီးမှာရက်နေပါလေရဲ့သူ့တကောလုံးကိုပါမမြင်မမြင်ချင်ဟန်ပြုလိုက်ရသည်ဤတို့မြမလောက်လည်ရင်မဖြစ်ကိုဘိုးကွေးကို အလုံးသမားများသူကကြောက်ကြရသည်သူကလည်းတို့ကလို့ကြောက်လောက်အောင်နောက်ကျောင်းရာဇဝင်တွေရှိခဲ့ဘူးသည် မိုက်သည်ရက်ဆက်သည်ခရက်ဆက်ဆက်တွင် ကိုဘိုးကွေးသည်ကီလီလန်းနှင့် မော်ဒင်လန်းစိတ်ကန်းနေမြေတရို၌သူစကားကိုနားမထောင်တော့ သူ့ကိုကလန်ကစံလှုပ်တက်သောအလက်သမအလौသမအချို့ဤခေါင်းကို ရိုက်ခွဲခဲ့ဘူးသူဖြစ်သည်။ကောင်းချင်းကလည်းမာကြောကြောကြီးမာလည်းမတက်နိုင်ဘူးဒါပဲရမယ်။နောက်ထပ်ဆဲပြားဖို့ပေးဦး။မငွေစိန်ဒီကောင်းချင်းတောင်းတွင်းတို့လက်၌ကကောင်းချင်းကိုအတာအယာဖွားနေသည်။ကိုဘိုးကွေးကမူမငွေစိန်ထံမှကောင်းချင်းပေါင်းဝယ်စား၍မငွေစိန်နှင့်သာစကားပြောနေတော်လဲ။ မျက်စိမှာအေးကြီးစီနိုင်တာရေဝဲကြက်စားနေလေသည်အေးကြီးကကိုဖိုးခွေးစီတို့မကြည့်ရှေ့တက်တက်ကိုသာစူးစား၍ကြည်နေမိ၏လက်ဖက်ရည်သုံးခွက်ပေးစားဟိအေးကြီးနှင့်မန်းခွေဆိုင်၏အကြားတွင်လက်ဖက်ရည်တဲကလာကလေးတယောက်ထိုင်နေသည်မိဘကလေးပေါ်တွင် အသင့်ဖြောပြီးသားလက်ဖက်ရည်ကရားကိုတင်ကာလမ်းမပေါ်၌ခြာရောက်သော ကလာကလေးဆိုပရာလက်ဖက်ရည်ဆိုင်သည်ဘယ်နဲ့ခွက်လဲဆရာ တုံးကွယ်ကွာဆိုပရဆိုကရနဲ့ဆိုပရဆိုတော့လဖက်ရဆိုင်ချင်းကလားလေးဒီကိုဖိုးကွေးကနောက်နေသည်ဟုအထင်ရောက်ဟန်တူ၏တိုးကြောင့်မို့လဲလဖက်ရကိုထမ်းမပေးပဲမျက်စိအစုံကိုပေကလက်ပေကလက်လောက်ကကိုဖိုးကွေးထံသို့တွားကလေးချဲ၍ကြည့်နေလေ၏ဒီခွေးသားလေးတုံးကွက်ဆိုဘာလုပ်နေတာလဲဆရာတယောက်တည်းလာတာရဲ့လေတုံးကွက်တောက်မလားဆိုပရကမရေတရေပြန်မေးလိုက်၏ မီးရောင်တွင် သူ၏မျက်မှောင်မဲမှောင်သောမျက်နှာကလေးသည်ပြောင်းလဲနေ၏ဒီကောင်တော်တော်စကားရှိတဲ့ကောင်ပဲငါနေရင်တစ်ချက်အုပ်လိုက်ရမူလို့ပြန်ရောက်သွားမယ်ထဲ့ဆိုထဲဆန်းသုံးွက်နောက်ထပ်တစ်ကလုံးမှထပ်မပြောနဲ့ပြောရင်အသေးပဲကလားကလေးဆိုပဲရသည်ကြောက်ကြောက်လန့်လန့်နဲ့လက်ဖက်ရည်ငှဲ့နေလေရာသူ့လက်ချောင်းကလေးများမှတုံရင်လျက်ရှိလေသည်လက်ဖက်ရည်ကွက်သုံးွက်အနေနဲ့ ကိုဖိုးကွေးကတခွက်ကိုမငွေစိန်စီတို့လှမ်းပေးကတခွက်ကိုမူ AGE ဈေးပန်းအစွန်သားတွင်တင်လေသည်လက်ဖက်ရည်လေးပါလေတောက်လိုက်ဩမတောက်ရှင်ဘူးအိုးအဲ့ရှင်ပြေပြောတာဟာ AGE ကတောက်လိုက်ပါပူပူနွေးနွေးကျမဘိုက်ပြည့်နေလေပြည့်ပြည့်လေတရာတို့ကျွေးတေစေးတောင်ကျမ်းပေါက်တဲ့တုံချရသေးတာ ကိုဖိုးခွေပါဇက်မှ အရက်နဲ့ထောင်းကနေထွက်လာသည်ရှင်ဆုပ်ဆုပ်စူးရှရှ ENN ကြီးကိုအေးကြည်ယွန်လှသည်ကိုဖိုးခွေ၏မျက်နှာသည်တင်းအင်နေ၏အရက်တွေအလွန်အကျွံတောက်ထားသည့်အတွေ့မျက်စိအစုံမှာလည်းရဲရဲနေနေ၏အခါတိုင်းညာများတွင်လည်းကိုဖိုးခွေတောက်နေကြဖြစ်ကြောင်းအေးကြည်သိပါသည်တို့တော့ယနေ့ညတွင်မူခါတိုင်းထက်ပို၍မူးလာသည်ဟုထင်ရလောက်အောင်ကိုဖိုးခွေ၏အခြေအနေမှာပြက်နေလေ၏အသက်ချူ တန်မာလဲပြင်းထန်လာ၏နတ်တိုးတကောင်လိုတရှူးရှူးမီအောင်ကိုပင်ရှူနေခြင်းဖြစ်၏အနာကလာသောသူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ချွေးနှံ့နှင့်အရက်နှံ့တွေပေါင်းဆက်ရောနှောကစိတ်တရဝဘမှာအောက်တိုးတိုးအနံ့ထွက်နေလေသည်တောက်ပါအေးကြီးရနင့်ကြည့်ရတာအဲ့ရှင်နေတယ်လို့ပဲမျက်လုံးတွေလည်းဆင်းလို့ဒါကြောင့်ငါကနင့်အတွက်ပို့မှားတာ အေဂျီဒီအကာအကွယ်ကင်းမဲ့ရာအရ၌ကြားနှင့်တွေ့ရသောတားကောင်ပမာမလှုံမရှက်ဖြစ်နေလိမ့်မည်။တိုးเจ้าမို့လဲအကူကြီးရလို့ရညာမန်းငွေစိန်ဘက်သို့လှမ်းကြည့်သည်။မန်းငွေစိန်ကမျက်စိတစ်ဖက်မှိတ်ကလက်ဖက်ရည်ကိုတောက်လိုက်ဖို့အချက်ပြလေသည်။ဒါဖြင့်လဲတောက်တာဗောထားပါ။အေဂျီကဒုံးတိတိပြောလိုက်။ငါ့ကိုကုန်းပေးဩ။ဘယ်နဲ့ရလဲ။200ဗော။ AGD လွှမ်းထားသောဆောင်ကိုဖယ်ရှားလိုက်ပြီးနောက်ကိုင်းရွက်အထက်ကလေးနှစ်ရွက်ကိုနှိုက်ခါကိုင်းသည်ထဲ့နေထို့အခါကိုဖိုးခွေးက AGD တကူလုံးကိုဝါးမြို့တော်မီအတိုင်းစူးစူးဆိုင်ဆိုင်ကြည့်နေလေ AGD အသားရည်မှာလက်ဤအတန်ငယ်ဝါဝင်းသည်ဟုဆိုနိုင်ပါသည်ပါမော့ကလေးအစုံနှင့်ဖို့ဖြိုးမောက်တောင်တင်းနေသောပြည်တင်းနေသောရင်သားအစုံတို့မှာတတ်မှတ်စရာပင်ဖြစ်၏ခန္ဓာကိုယ်ကိုလှုပ်လိုက်တိုင်း ဤရင်သားအဆုံးသည်မတိမတာလှောက်ရှားနေ၏ကိုဖိုးအိရေဝေမိုင်းတွေ့သောမျက်စီကတက်မှတ်ခြင်းအတီးပီးသည့်အကြည့်ဖြင့်သာဆူဆူရဲရဲကြည့်နေလေ၏တရာကပလင်းစေးရဲဗမာစေးရဲကွန်းတီးရဲဒါပဲတရာကတော့နင်ကြရရရနေပါတာရပေးငါစားမယ်သူပြောသည့်အတိုင်းအေးကြီးကခက်မြက်မြန်ကလေးပြီးအောင်ရပေးသည်ကွန်းရကိုလှမ်းပေးသောအခါကိုဖိုးအေးသည် AGE လက်ကိုပါဖမ်းဆုပ်ကင်ထား၏ AGE ကကိုင်းရကိုသူ့ရဲ့လက်အတွင်း၌အတင်းထားကမိမိလက်ကိုမူကမန်းကရန်ပြန်ထုတ်ရလေ၏ဟာ AGE နေဟာတကယ်ပြောတာနေဟာတိတ်လှတာပဲငါကတော့တကယ်ကိုဖိုးခွေစကားမဆုံးခင်မှာမငွေစိန်ကဒီတင်နာမရရာယူကြီးအရေတွေတောက်ပြီးအေးအေးဆေးဆေးနေတာလူတွေကြားထဲမှာအချက်ကိုမရှိဘူးလှိုင်းပြန်ဟန်တားလိုက်၏ အေဂျီဒီမူးတော်ဆောင်ကိုပခုံးပေါ်မှလွှမ်းရှုံလိုက်အေးတန်းကိုပင်တတိမရတော့ပဲဆွေးဆွေးတွေပြန်းနေစိတ်ကန်းတဲ့မြေတို့ရောက်လာသည့်အချိန်မှစ၍အပြည့်အပြည့်မျိုးစုံ လူမျိုးစုံကို သူ တွေ့ခဲ့ဘူးသည်သို့တော့ကိုဖိုးခွေးနှင့်ယနေ့တွေ့ရပုံလောက်စိတ်ပြက်စရာကောင်းသောအဖြစ်မျိုးကိုမတွေ့ခဲ့ဘူးသည်ဟု သူထင်မိသည်ခမရကအသာနေစမ်းပါဝင်းဝင်းမပြောစမ်းပါနဲ့ရွာနာတယ်မုတ်ဆိုးမမုတ်ဆိုးမပါတာမုတ်ဆိုးမနေတာမဟုတ်ဘူး ဲ့ဘာပြောတယ်အတာနေစံဘာဖြစ်လို့အတာနေရမလဲအလကားမိန်းကလေးတယောက်ကိုလိုက်နှောက်ရှက်နေတာကိုတို့အခိုင်လမ်းသွားလမ်းလာများအလုသမားများဝိုင်းလာကြသည်တဲဒီကောင်မရှာရှည်ပါလားငါလှုပ်လိုက်ရဟိုကိုဖိုးကွေးကကျိနေပြန်သည်သူမျက်နာသည်မီးကြီးကဲလိုရဲနေလေအသက်ရှူတံမာလဲပို၍ပြင်းထန်လာ၏လှုပ်ရဲလှုပ်ကြည့်ပါလားနင်းမျက်နာကိုလေကျုပ်ကပုတ်လွှတ်လိုက်မယ် လူကများကောင်မလေးပါလေးနဲ့အရေးတွေတောက်လာပြီးရင်လူမှန်းကိုမသိဘူးကဲပါမမဆယ်တော်ပါတော့လူတွေကြားတဲ့ချက်เสียကြီးကဲကိုဖိုးခွေသွားပါတော့ရှင်ကျမတောင်းပန်ပါတယ်ကိုဖိုးခွေကတောင်းပန်ဖြန်းဖြည်းနေတော့ AGE လက်ကိုဖြတ်ခနဲလှဆွဲလိုက်အေးနင်တို့တတိထားငါအကြောင်းတနေ့သိရမယ်ဟိုရှူးရှူးချာချာရေရွက်ကလူအုပ်ကြားမှတိုးထွက်သွားလေဤ ထိုချိန်၌မန်းခွေစိန်သည်မကြေမချမ်းဖြစ်ခါဆက်လက်ရေရို့မြည်တမ်းလျက်ရှိတော်လေအေးကြီးကမူမျက်နှာကိုအောက်ချထားမိ၏လေတိုးလိုက်သည့်အတွေ့ငိမ့်သွားသောမိခွက်ကိုပင်ပြန်၍မထုံးမိတော်အခန်းလေအလင်းဆိုင်မဲ့တင်းမိုးတွေမဆောင်တော့ဘူးလားမဆောင်တော့ဘူးမမစိန်ကျမပြန်မယ်တိတ်အိတ်ရှင်တာပဲအမေလေတိတ်ပြီးနေကောင်းတာမဟုတ်ဘူး ကျုံမငေမော်လမြိုင်ကျော်ပတိန်ဝါခင်မစသောမြဝကျုံးပေါ်ဒေတာအတီတီမှ ရန်ကုန်သို့လာသည့်အစိုးရတင်မောအချို့နှင့်ပုဂ္ဂလိကပိုင်းတင်မောအချို့တို့မှနနက်3နာရီခွဲ4နာရီခန့်ရောက်လာတတ်သည်တင်မောများသည်နနက်6နာရီခွဲ8နာရီအထိတစင်းမီတစင်းရှင်းစင်နောက်စင်ဆိုသလိုစိုက်ကပ်လာကြသည်သာဖြစ်၏တိုးစင်လည်းအေးကြီးတယောက်မှာ၄နာရီခွဲတတခန့်ရှိသေးသည်စိုင်သိမ့်နေခဲ့ရှိလိမ့်ပြီ အေးလေဒါဖြင့်လည်းပြန်မနဲ့ကြတော့ငါလာခဲ့အောင်မယ်အေးကြီးဒီထင်းချူပြားတွေကိုခင်းသာတော့ကွန်းရပန်းကိုရွက်လျက်ငါးဆေးတကြီးနဘေးအတိုင်းကတရလမ်းပေါ်မှာလျှောက်ခါနှင်းတော်တဲ့သို့တိုးဝင်ပြန်ခဲ့၏ရန်ကုန်မြေအတွင်း၌တင်းမောများမော်တော်ကားများအသွာလာစိတ်ဆပြူလာလေသည်ငါးထန်းအလုံသမားတွေကငါးစီတွေကိုထမ်းချရင်းအော်ကြဟစ်ကြသည့်အတန်း လက်တွန်းလဲဘိမ်းများစိတ်ကန်းတရားပေါ်တွင်တအားတွန်းသွားသည့်အတွေ့ကြိတ်ခါညက်ခါထွက်ပေါ်လာသောအတန်အော်အော်တန်ငါးစေးတကြီးအတွင်မှလှုပ်လှုပ်ရရတိုးကြချွေးကြသောငါးတယ်များပခုံးတန်းကိုလေးများအတန်စသည့်အတန်ပလန်မျိုးစုံတို့မှသူ့နောက်ဘက်တွင်တဖြည်းဖြည်းဝေးကြံရစ်ခဲ့လေသည် အလုံးတဲ့အလုံးအလုံးတဲ့ဆက်ဝင်းနှပေးမှ ဖြက်စည်းနေသော မြောင်းကြီးနာရှိသူတဲကလေးစီတို့ရှောက်လာခဲ့သည့်အေးကြီးသည်ငါးစေးတကြီးအလွန်ရှိကွက်လမ်းမှဖြတ်ထွက်လာလိုက်မိသည်နှင့်နှင်းတူးနှင့်မှောင်ရဲကြားမှထွက်လာသောကိုဘိုးခွင်းနှင့်ပတ်ပင်သွားတိုးလေ၏အဖြစ်ဖြတ်တို့မှလှည့်မြန်လွန်လာ၏ကိုဘိုးခွင်းသည်မှောင်ရဲတွင်မှထွက်လာပြီးသည့်နှင့်တပြိုင်နက်အေးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကိုတံမာလာသောသူ၏လက်နက်ဖက်ဖြင့်ပွေဖက်လာ၏အေးကြီး၏ခေါင်းပေါ်မှကွန်းရပန်းကလေးမှလည်းမြေပေါ်သို့ထိုးကျသွား၏ ေဂျီဒီကိုဖိုးခွေးရင်ခွင်ထဲသို့ရုံရင်းကန်ရင်းနှင့်ပါသွားလေ၏ကိုဖိုးခွေးသည်အရက်နှံ့ဆူဆူဝါးဝါးနန်းစော်နေသောသူ့ပါဇက်ကြီးဖြင့်အေဂျီ၏ပါးကိုအငမ်းမရနမ်း၍မို့မောက်ပြေဖြိုးသည့်အေဂျီ၏ရင်သာတက်မတ်ကြမ်းတမ်းစွာဆွဲကန်၏ထို့နောက်အေဂျီကိုမြေကြီးပေါ်သို့အတင်းလှဲချကာအေဂျီ၏ခန္ဓာကိုယ်ပေါ်သို့ဖိတက်ရန်ကြိုးစားဤကဲတော်မူကြပါ အေဂျီကအခွင့်ရခိုင်အတန်ကုန်ဟစ်ခါအော်လိုက်သည်အေဂျီအတန်ဒီနိုးစပြုတ်နေပြီဖြစ်သောပန်ဝန်းချစ်တစ်ခုလုံးကိုပို၍လှုပ်ရှားသွားစေ၏ဆူဆူဝါဝါနိုင်လာသည့်အီအတန်ကတဝမ်းတစ်ခါအတွက်အလုံးရှုံနေကြသည့်လောကသို့ဖောက်ထွင်းထိုးထွက်သွားလေတော်သည်ဟင်ခွေးမအော်အော်ဟုတ်ဆိုကကိုဖိုးခွေးသည်အေဂျီဤပားပြင်ကို သူ့လက်ဘဝချမ်းကြီးဖြင့်နှစ်ချက်ဆင်း၍ရိုက်လာ၏ ထို့နောက်အေဂျီကိုကိုမြေပေါ်တွင်ပြားကတ်နေအောင်ဖိထား၍အေဂျီမှာချီးသမျှခွန်အားကိုဖြင့်ညှက်ခါကဲကြာပါဟုထပ်အော်သည်မြေပေါ်မှရုန်းကန်၍ထသည်သို့သောကိုဖိုးဘေးကမူခန္ဓာကိုယ်ကိုတအားလှဲရှထားလိုက်လေရာနောက်သို့ပလက်လန်လဲအကြတွင်ကြောက်ခဲများအုတ်ခဲစာများပြုံးတီးသောမြေကြီးနှင့်အေဂျီဥကောင်းကိုအချိန်ပြင်းစွာရိုက်မိသွားသည့်အတွေ့ အေးကြည့်သည်မိုက်ခနဲဖြစ်သွား၏လူတွေပြေးလာတံစကားတံခြေတံတွေကိုကြားရသည်အယန်းနဲ့ဆိုးကြီးကိုလည်းအရာချိုက်မိသေးသည်ထို့နောက်အေးကြည့်မှာတတိမရတော့ပတ်ဝန်းကျင်တစ်ခုလုံးရုပ်ရုပ်တက်တက်ဖြစ်နေ၏လူအုပ်ကြီးသည်အေးကြည့်နှင့်ကိုဖိုးခွေးရှိရာသို့ရောက်လာ၏မိန်မောနေသောအေးကြည့်နှင့်သူ့ကိုနိုင်တဲ့စင်းနှင်းပြုလုပ်ရန်ကြိုးပမ်းနေသောကိုဖိုးခွေးအားတွေးလိုက်သည်နှင့်တပြိုင်တည်း အုံမနိုင်ထိမ့်မရဖြစ်ကြသည်တယောက်တစ်ပေါက်ဆဲကြတိုင်းကြသည်ဝမ်းရိုက်ကြသည်ကိုဖိုးခွေကဤနေရာတွင်ပင်မချုမလပွဲခြင်းပြီးအသက်ပြောက်ရလျော်သည်ခဏကြာတွင်အေးချီတတိလဲလာသည်သူ့ကိုတစုံတစ်ယောက်ကပွေ့ယူထားကြောင်းသိရသည်မငွေစိန်မှာတကားအေးချီဆွဲထားသည်ကြွကြနေ၏အတွင်းကန်ဇာဘော်လီကျိုးတွေမှာလည်းပြုတ်ထွက်နေ၏ တင်မာဘော်အထိချောကျနေသော ထမိန်ကိုမန်းငွေစိန်ကကပြာကတိဆွဲတင်ကဝေပေးလိုက်၏နှုတ်ခမ်းတောင်သားစီ၌သွေးစအချို့ပေးနေသည်ကိုလည်းတုတ်ပေး၏စိတ်ကမ်းရဲများဝိုင်းရလကားများရောက်လာကြ၏အေးကြည်သည်မန်းငွေစိန်ကိုဖတ်၍ရှာကြီးတငင်ငိုကြွေးနေလေတော့၏ကံကောင်ထောင်းမှသဖြင့်အေးကြည်၏အပြိုစင်ဘဝမဆုံးပါသေးတော်လေသူနှင့်သူ့အမေအိုဤတဝန်းတစ်ခါအတွေ့ အားထားရဖြစ်သောကွန်းရဘန်းကလေးမှမူနေပေါ်တွင်ဖယိုဖယဲကြေမွပျက်စီးခဲ့ရလေပြီထိုအခိုက်တွင်နှင်းမြူတို့သည်ထူထပ်စွာ အုံဆိုင်ကြဆင်းနေ၏မုတ်တုံဦး၏မိုးဆက်မိုးပေါက်ကလေးများထင်ရလောက်အောင်နှင်းမုံနိုင်တို့ဆွေထန်းနေ၏အရှိဘက်အကောင်းကင်၌မူဗရံများရေတို့သည်နှင်းတို့ကို ဖောက်ထွင်းကဧကဘာမြေပေါ်သို့စီစဉ်တွန်လောင်စာပြုနေပါပြီ တကား ငွေတာကြီးစက်တင်ဘာလ1969ခုနှစ်ဝှထုတော်လေးကတော့အီဒင်မဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးဖြင့်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ